ါရှင်စုမြကကင်ဗလာမှာပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့လေးမှချက်ပြပေးမယ့်ဟင်းပွဲလေးကတော့ဘဲဦးနဲ့အာလူကိုရတာရှိရဲ့ဘဲဦးအာလူချင်းစီပြန်လေးချက်ပြပါမယ်ပြီးလို့ရှိရင်အတုပ်လေးကတော့မြင်းခွာရဲ့အတုပ်လေးကိုရတာရှိရှိလေးနဲ့တုပ်ပြပါမယ်အဲ့တော့ဒီနေ့ရဲ့ဟင်းပွဲလေးတွေကိုဆက်လက်ပြီးတော့ like ပါချက်ရှိပေးကြပါဦးနော် ဒီနေ့ချက်ပြမယ့်ဟင်ပွက်လေးမှာပါတယ်ဘဲဦးနဲ့အာလူနဲ့ချင်းစီပြန်ဟင်မှာဆိုလို့ရှင်လည်းညီမတခါရဲပေါ့နော်ဘဲဦးနဲ့အာလူကိုပြုတ်ပြီးသားပါပြုတ်ပြီးအောင်တခါရဲအခုနေခွာပြီးတော့လီထားပါတယ်အစင်တင်ချက်ပြလို့ရအောင်ပါမြင်ခွာရဲတုံးမှာဆိုလို့ရှင်လည်းစီရဲရဝင်လာတဲ့မြင်ခွာရဲလေးတွေကိုတရချင်းစီတတိချာလေးရေးစေးတန့်စင်ပြီးတော့ကိုတုံးမဲ့ရပမာဏလေးအတိုင်းကချီလေးနဲ့တတိချာလေးညှက်ထားပါတယ်အဟင်းလေးစားပြီးတော့ချက်လိုက်ကြရအောင်ပထမအဆုံးဘဲဝါရင်ချက်ဖို့အတွက်ညီမအိုရဲကိုစီလေးရင်ချက်လိုက်ပါတယ် ီလေးထည့်ပြီးသားရေးချက်တဲ့ကောင်းမလို့ဒီနေ့မော်လေးထည့်ပါမယ်။စနေမော်လေးထည့်ပြီးပြီဖြစ်တဲ့အတွက်ကြောင့်မလို့ဘဲမင်းအားလုံးနဲ့ချင်းစီပြန်ချက်ဖို့အတွက်စီတက်ဖို့လိုတဲ့ချက်သွင်းပြနေချက်သွင်းမီလီထောင်းလာတာကိုအိုရဲကိုခံလိုက်ပါမယ်။အမနာစပြရဲ့ဒီမှာဆိုလို့ရှိရင်ဒီတက်တဲ့အပိုင်းမှာပေါ့နော်ဆုံးချက်မနေကြည့်လို့အတွက်ဆိုလို့ရှိရင်ဒီတက်ပိုင်းလေးကိုမိလာလိုက်ပြီးအရင်လေးခဏလေးဖောင်းကြည့်လို့ရပါမယ်နော် ဒီတက်တာမွေးလိုက်ရခဲ့တဲ့ကြောင့်မလို့စိတ်မဝင်သေးပါနဲ့အစိမ့်မဝင်နဲ့စီတက်ပြီးစီရမယ်တခါလဲစီတက်တဲ့လေကိုရတာဝင်အောင်အချိုမုတ်ထဲပါမယ်လို့ရှိရင်စားထဲပါမယ်ဒီနော်ငြိုင်လေးထဲပါမယ် င်းထိုးရမယ်ဟိုဒီ solution နော်အာလူးလေးကိုအရင်ဆုံးထည့်လိုက်ပါမယ်ဒီကနေလည်းရောင်းလိုက်ပါအလေးလေးထည့်ပြီးရရနဲ့ဘဲလေးထည့်ပါမယ်။အဲဘဲဆိုလို့ရှိရင်လည်းပေါ့နော်။ဥပမာ ပြုတ်ပြီးသွားလို့ရှိရင်ဒီတိုင်းထည့်ရတဲ့ဆောင်လို့ရှိရင်အလုံးလေးတွေပေါ့နော်ဒီလိုမျိုးလေလေးကစိတ်ပေးတာပါနော်လေလေးအသားလေးတွေကိုစိတ်ပေးခြင်းအပြင်ပေါ့နော်အထဲတဲ့ကိုလည်းအရသာစိတ်ဝင်စေပါလေလေလေးကိုထည့်လိုက်ပါမယ်အဲ့ဒီထပ်ပြီးဆီလို့ရှင်းရနော်ချင်းပြန်လို့ချင်းလာဖြစ်တဲ့အကြောင်းမျိုးကိုဒီတန်နေကြပါမယ် စီပြန်လို့ထဆလို့ရှိရင်တော့အချင်းဆောင်ပေးလို့ရတယ်။ပြောမကြီးရေပေါ့နော်။အခုကဘဲဦးအားလို့အချင်းစီပြန်ရင်ချက်တဲ့အတွက်ကြောင့်မလို့မကြီးရေလေးနဲ့လည်းထည့်ပြီးတော့ချက်ပါမယ်။အဲ့တော့မကြီးရေကိုတချို့ကတော့ခင်းချက်ကန်လေးလောက်မှထည့်ရေပေါ့နော်။အခုလိုမျိုးကြိုပြီးတော့ထည့်ထားမယ်ဆိုလို့ရှိရင်လည်းရပါတယ်။ဒီမှာတော့တစ်ခါလေကြိုပြီးတော့ထည့်ထားလိုက်ပါမယ်။အဲဆိုလို့ရှိရင်တစ်ခါလေပေါ့နော်။အချင်းရတာလေးလည်းကြကြလေးဘဲဦးအားလို့လည်းမဆင်သွားစေဖို့အတွက်ညီမကတော့ မကြီးရီကိုတခါတည်းအချင်းတက်လေးပေါင်းပါးရဲပေါင်းထည့်လိုက်ပါတယ်ဘလို့ရှင်ရောအဆက်အရသားလေးနဲ့ဟင်းနေမှာခံစားမိအောင်ယုတ်ကလေးလေးနဲ့ထည့်လိုက်ပါမယ်ယုတ်ကလေးလေးကိုအလေးအနီးထပ်ဝက်ချနာတာပါဘဲအလူချင်းစီပြန်ဟင်းလေးချက်တဲ့အခါမျိုးမှာဆိုလို့ရှင်ညီမတို့ကမဆလာလေးကိုလည်းထည့်ပြီးတော့သုံးမိပါတယ်ဘာလို့လဲဆိုလို့ရှင်အနံ့အသက်လေးမှုစိတ်ခြင်းတဲ့အတွက်ကြောင့်မှညီမသုံးတဲ့မဆလာလေးတိမာမှာအဲ့တော့ဒီမဆလာလေးကိုလည်းဦးရဲကို ဒုညနာချင်းနဲ့ထားလိုက်ပါတယ်။ထည့်ထားတဲ့ရှိတန်ကြီးရောမချီရီလီရောအချက်စီပြန်စုဖို့အတွက်ပေါ့နော်အချိန်လေးငယ်စောင့်လို့ပါတယ်။ဒါခဏလေးချိန်လေးစောင့်နေကြရအောင်။ဘဲအလိုချင်းစီပြန်ဟင်းဒီမှာဆိုရင်စီပြန်ပြီးတော့ရေလုံးဝခန်းသွားတဲ့အနေထားကိုရောက်သွားပြီဖြစ်တဲ့အတွက်ကြောင့်မလို့ပကံလေးတွေကိုလှည့်ပြီးတော့ထည့်လိုက်ပါဦးမယ်နော်အခုဆိုရင်တော့ဘဲအလိုအချင်းစီပြန်ဟင်းဒီချက်ပြတာကတော့ပြီးသွားပြီဖြစ်ပါတယ်ခွာရည်လေးကိုလည်းရတာရှိအောင်တို့ပြောင်းမှဖြစ်တဲ့အတွက်ကြောင့်မလို့ဆက်လက်ကြည့်ပေးပါဦးနော် ခုကတော့မြင်းခွာရည်လေးတုတ်ပြမှာပဲဖြစ်ပါတယ်မြင်းခွာရည်လေးကိုကိုသုံးမဲ့အရွယ်အနေထားလောက်ကတိလေးနဲ့ညှထားလို့ရပါတယ်လို့ရှင်တော့မြင်းခွာရည်ထဲမှာထည့်ပြီးတော့သုံးမယ်ပေါ့နော်ချက်သွန်အစိမ်းလေးကိုမြင်းခွာရည်ထဲကိုထည့်လိုက်ပါတယ်မြင်းခွာရည်အပေါ်ကိုထည့်ပြီးသားလို့ဆိုလို့ရှင်နော်အစာပလာလေးထည့်ပါမယ်အမောင်းတော့အချိုးမုန့်ထည့်လိုက်ပါမယ်လို့ရှင်နော်စာလေးထည့်ပါမယ်ဒီရုပ်ပြီးမုန့်ထည့်ပါမယ် ဒီလိုလို့ရှင်တော့ပဲမှုတ်လေးထည့်ပါမယ်ပဲမှုတ်စီစီလေးခြိုင်တော့ပဲမှုတ်များလေးထည့်လို့ရပါတယ်ဆုံးချောင်းလေးထည့်ပါမယ်ဘောမဆုံးချောင်းလေးရှင်လိုက်ပါတယ်ဆုံးချောင်းလေးဖြုတ်ပြီးလို့ရှင်စီချက်လေးထည့်ပါမယ် ီထည့်ပါမယ်ထည့်စရာကြီးအားလုံးကတော့ဒီကကြီးထည့်ကြကြမလို့စာပြာလေးကြီးဒီစာနှံ့အောင်ပို့ပေးလိုပါတယ်အဲ့တော့နောက်ဆုံးမှာဒီပေါ်တော့မြေခွာရတဲ့အချင်းအနေနဲ့ကတော့အခုအများဒီပဲဖြစ်ဖြစ်ပေါ့နော်ကိုယ်ကြီးမှာရှောက်ပြီးရဲ့ရှိနေဆိုလို့ရှိရင်နှစ်ပြီးတော့ထည့်လိုက်ရတာလေအဲ့တော့မချီးကိုတုံးလိုက်ရတယ်ပေါ့နော်အခုကကြဒီမှာတော့မချီးကိုမတုံးမနဲ့ဒီတမယာဒီလေးကိုဒီစာလေးဒီလေးထွက်အောင်ဖြစ်ပါလေ လိုမျိုးပညာလေးလေးကိုကိုစားနိုင်တဲ့အချိန်ပမာဏအထိပေါ့နော်ထည့်ပြီးတော့မစားလို့ရပါတယ်ခုဆိုရင်တော့ညီမပညာလေးလေးအရင်ကြီးပြီးသွားတဲ့တခြားမလို့ဒီတုံးလေးနော်ဒီစားလေးစားပလာလေးကိုနှံအောင်ရပါမယ် ဘာအတုပ်ပဲဖြစ်ဖြစ်နေတဲ့အခါမှာနှံ့အောင်လေးကရင်းအေးကြည့်ပါတယ်။နှံ့အောင်လေးမှာကအရသာလေးကနီးနီးမြလေးနဲ့ဝင်သွားမှာပါ။နှံ့အောင်မနေထားဘူးလို့ရှိရင်တော့အရသာပေါ့နော်ဝင်နေနေရာဝင်ပြီးတော့အရသာမရှိတဲ့နေရာမရှိဖြစ်တတ်ပါတယ်။အဲဒါတတိစားလေးနှံ့စားအောင်နေဖို့ပူပါတယ်။ဒီချာချာလေးနှံ့စားအောင်နေပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့ပကံလေးကိုထည့်လိုက်ပါမယ်နော်။ တော့မြခွာရဲ့တုတ်ကြလေးရပြီးသွားပါပြီ။တုတ်ပြီးသွားတဲ့မြခွာရဲ့လေးရဲ့အုံမှာဆိုလို့ရှိရင်ခင်းချင်းတီးလေးရဲ့နှင်းရဲ့ပစွန်ချောက်လေးရဲ့စီချက်ဖက်လေးရဲ့နဲ့ထပ်ပြီးတော့အပေါ်မှာပေါ့နော်ထပ်ပြီးတော့ဖြူလာပေးပါမယ်။ရတာရှိရဲ့မြခွာရဲ့လေးကိုတုတ်ပြပေးကြတာပဲဖြစ်ပါတယ်။ဒီနေ့မှညီမချက်ပြပေးခဲ့တဲ့ဘဲဥအာလူအချင်းစီပြန်ဟင်းလေးနဲ့ မြင်ခွာရတုံလေးရတော့ပြီးသွားပြီပဲဖြစ်ပါတယ်အဲ့တော့ညီမချက်ပြတဲ့ပုံစံလေးတွေအတိုင်းမိမိတို့အိမ်မှာလက်ကူရိုးရှင်းစွာနဲ့ချက်မရတဲ့လေညီညွတ်တဲ့ပုံစံလေးတွေနဲ့ချက်မဲ့ဆိုရင်လည်းအဆင်ပြေမယ်လို့ညီမမျှော်လင့်ပါတယ်ဒီနေ့ညီမရဲ့ဗီဒီယိုလေးကိုလိုက်ပါရှိပေးခဲ့ကြတဲ့ဒုတိယပုံစံလေးကိုလည်းအားလုံးအားကြီးပဲတင်ရှိပါတယ်ရှင် love you all